Facebook Live မှာမေးခွန်းမေးရှာခွင့်ပြုပါဖေဟာတရဏဂုံနဲ့၅ပါးတိလာလုံရင်အပေပိတ်ပါသလားဖေဟာလို့မေးထားပါတယ်ဖေဟာအာပိတ်တာပေါ့ဒါအဓိကပဲလေဗုဒ္ဓဝါဒမှာအခြေခံအရာအဓိကပဲနော်ကျွန်တော်သုံးပါးကိုနှစ်နှစ်ကာကယုံကြည်တယ်ပင်ကိုကျင်တရားအပြင်၅ပါးတိလာကိုလုံတယ်တန်လုံးကအပေတိချာပါပိတ်တယ်ပိတ်တယ်ဆိုတာဒီတဘွားပိတ်တာပေါ့နောက်ဘွားတော့မတိချာဘူးလေဟုတ်တော့အဝိဇ္ဇာကြောင့်နောက်ဘွားပဲဟိုလူဖြစ်ရင်ပဲနဲ့ဖြစ်မယ်ဒါပေမဲ့အပေါင်းအသင်းမှားခဲ့မယ်ဆိုရင်မိစ္ဆာဒိဋ္ဌိပြန်ဖြစ်သွားနိုင်တယ်သူစိတ်တွေလှုပ်သွားနိုင်တယ်မမြဲဘူးပေါ့နော်ဒီတဘွားအတွက်ကတော့သိချားတယ် ော့ကိုကျင်တရားကောင်းတာကိုနော်ကိုကျင်တရားကောင်းတယ်နေအေးပြောရတော့ဆရာတော်ရှင်သမီးဗျာဆက်ဆက်မေးခွန်းမေးရှာခွင့်ပြပါရှင်ဗျာဒါဆိုရင်တပည့်တော်လူငယ်တွေတော်များပြောပြမင်းတို့ကြိုက်လူဘွားမှာပြောပြတာနေတေကန်နီတရဏဂုံသုံးပါးနဲ့ငါးပါးတိလာတွေရွတ်ပြီးတေလိုက်ရင်ရတာပဲပေါ့နော်ဘာဖြစ်လို့ဟိုဟိုကိုဘွားကိုကိုဟွာလုံးနေမလဲပေါ့ပြပြပပနေလို့ပြောပါရရှင်ဗျာအဲ့ဒါဆိုရင်ရောရှင်ဗျာအနေနဲ့ဘယ်လိုအကြံပြုချင်ပါလဲဗျာအာမလွယ်ဘူးအဲ့ဒါကလူတယောက်ကမကောင်းမှုတွေကိုအမြဲတမ်းလှုပ်လာပြီးခါမှာ တေခံနီးမှာကောင်းတာကိုအာရုံပြုဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စနမူနာနဲ့နဲ့စမ်းကြည့်စမ်းကြည့်ဆိုတာကလေအရန်ကိုနေမကောင်းဖြစ်လာတဲ့အချိန်မှာနော်နေမကောင်းဖြစ်လာတဲ့အချိန်မှာကောင်းတဲ့အာရုံအာရုံပြုကြည့်လိုက်ပြုစရာမရှိဘူးနော်မကောင်းတာလုံးနေတဲ့ပုံကိုတယောက်ကဘာသွားပြုမှလဲပြုဖို့မလွယ်ဘူးအထုံလေးအာတဝနာတတိဆိုတာအဲ့ဒါပဲနော်အထုံငွေကအရန်များလာပြီဆိုလို့ရှိရင်ကိုကျင်နေကြစားနေတဲ့ဟာပဲပေါ်လာတာဟုတ်လားဘာဝနာပွားရဲဆိုတာအဲ့ဒါပဲအခုနှလုံးပိတ်ပြီးတော့အာနာပါနာမှတ်ကြည့်လိုက်ရလာဆိုမရအောင် တစ်ခါမှမလုပ်ဘူးတာလေဒါပေမဲ့မကောင်းတဲ့ဟာကိုတအောင်ပြလိုက်ပေါ်တန်းပေါ်တာနှစ်ခါစဉ်းစားတရားမလို့တန်းပေါ်တာဟုတ်တယ်မလားကိုလှုပ်ခဲနဲ့မကောင်းမှုအမြဲတမ်းလှုပ်နေကြမကောင်းမှုဒုစရိုက်တစ်ခုကိုအအောင်ပြလိုက်နှလုံးမနဲ့တန်းပေါ်တယ်အဲဒါလှုပ်နေကြအလို့ဆိုရင်အအောင်ပြရတာလွယ်တယ်လို့ပြောချင်တာလှုပ်နေကြမဟုတ်တဲ့လှုပ်တစ်ခုကိုအအောင်ပြရတာအလွန်ခက်တယ်လို့ပြောချင်တာတည်ရင်းချင်းရဲ့ကိစ္စမှာသူပိုတော့ဆိုးသေးတယ်နော်ဘာလို့အဲ့အချိန်မှာအကြောက်တရားနဲ့ရန်လွှမ်းမှုနေပြီအခုနည်းနည်းစဉ်းစားကြည့်လိုက်ငါအခုတရားတော်မယ်ဆိုတော့နည်းနည်းအအောင်ပြကြည့်လိုက်အရင်ကြောက်တာနော် ကိုချစ်ခင်တဲ့လူတွေအားလုံးငါစွန့်ခွာရောမယ်ငါချပွေထမ်းတဲ့ပိုင်ဆိုင်မှုတွေငါစွန့်ရောမယ်ငါဘယ်ဘဝကိုသွားရမလဲဆိုတော့လေကိုမသိဘူးနော်အဲ့တော့မသိချင်းများစွာနဲ့ပိုင်ဆိုင်မှုတွေစွန့်ခွာမှုတွေနဲ့တရားတော်မဲ့အချိန်မှာအရန်ကြောက်တဲ့အချိန်မှာအဲ့လိုကြောက်လန့်နေတဲ့အချိန်မှာကောင်းတာကိုချပွေရအောင်ပြုဖို့ဆိုအတွန်းခက်သွားပြီတော်တော်ခက်တဲ့ကိစ္စနော်မလွယ်ဘူးမလွယ်ဘူးဒါကြောင့်ဦးဇင်းတို့တေခါနီးမှာအာယုံပြုမယ်လို့တွေးတဲ့ပုံစံတွေမဖြစ်နိုင်တဲ့ဥစ္စာအဲ့ဒါကတော်တော်ခက်ခဲတဲ့ကိစ္စနော်ဟိုအဲ့ကြောင့်ဦးဇင်းတို့မသိခင်မှာအခုကတည်းကကို အာယုံပြုတ်နိုင်ဖို့အတွက်ကိုအစဉ်တကံအနေနဲ့ကုသိုလ်တွေလုပ်ထားရတာเนาะလုပ်ထားရတာဟုတ်